အမျိုးသားအဆောင်တစ်ခုရဲ့လူမနေတဲ့အခန်းထဲကိုအဆောင်လေးចောင်းသားဖြစ်တဲ့ခရီးကဝင်ပြီးပစ္စည်းတွေကိုမှွေနှောက်နေပါတယ်။သူ့ပေါကိုရှာနေတာလဲဆိုတာသူကိုယ်တိုင်လည်းမသိပါဘူး။ခရီးကဘီရိုတကားကိုဖွင့်လိုက်ပါတယ်။အခန်းကလူမနေတာကြပြီးမှဖုံတထောင်းထောင်းထနေပါတယ်။အဲ့ဒီနောက်ဘီရိုချန်ကင်းကိုလက်နဲ့ခောက်ကြည့်တော့ဂလိုင်းတန်ထွက်နေတာမို့အန်ဝတ်ရှိနေတာတေချာသွားပါပြီ။ခရီးကအန်ဝတ်ရှော့တကားကိုဖွင့်လိုက်ရမှာတော့ဖုံတက်နေပြီဖြစ်တဲ့အယ်ဘန်နဲ့အတူစာအုပ်တချို့ကိုလည်းတွေးလိုက်ရပါတယ်။ဟုတ်ကဲ့ဒါကတော့ 2009ခုနှစ်ဗန်ဒန်မျိုးမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Rumor ထက်ထက် Story of Helena ဆိုတဲ့အသစ်ထွက်အင်ဒိုနီးရှားတရေကဖြစ်ပါတယ်။ဇလန်လေးမစခင်လိုက်တစ်ချက်ခေါမန့်တစ်ချောင်းစာရွက်ဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တစ်ခုခုမန့်ခဲ့ပေးပါ။ Subscribe လို့ရသေးရင်လည်းလုပ်ခဲ့ကြပါ။ VPN ဖွင့်ကြည့်ဖို့လည်းမေတ္တာရက်ခံပါတယ်ခင်ဗျာ။ဇလန်လေးဆက်ကြမယ်။ဘရီကတီတာလို့အမည်ရတဲ့သူ့ချစ်သူမိန်းကလေးနဲ့အတူဖျားပွဲကိုတွားကြပါရဲ့။ ရားပွဲရောက်တော့ရိုးရာရုပ်သေးပြဆက်ကြည့်နေကြရင်ပြဆက်ထဲကဇက်ကောင်ရဲ့အခြေရေးကိစ္စအကြောင်းပြောနေကြပါတယ်။ရုပ်သေးပြဆက်ကအပြန်ဂရင်တင်လို့ခေါ်တဲ့ရှစ်ခစ်ဒူရီယာရောင်းတဲ့အတဲကိုတွေ့တော့တီတာကစိတ်ဝင်တစားကြည့်နေတာမို့ဘရီကလက်ဆောင်ဝယ်ပေးလိုက်ပါတယ်။ဘရီတို့အဆောင်မှာတော့ဘရီရဲ့ပတ်စံချမ်းသာပြီးကားပိုင်တဲ့နန်ဒိုရဲ့အီရွန်ဝမ်အဆက်နဲ့ဒွန်နီတို့၅ယောက်နေကြပါတယ်။အီရွန်တို့မှာအဆောင်နာကရက်ွက်ထဲမှာနေတဲ့ ရုဆိုတဲ့တငယ်ချင်းတယောက်လည်းရှိပါတယ်။အဆောင်မှာအီရဝန်တို့၃ယောက်တည်းရှိနေချိန်နန်တို့ကအဆောင်ကိုပြန်ရောက်လာပြီးနှုတ်ဆက်လိုက်ကအခန်းထဲဝင်သွားပါတယ်။အီရဝန်တို့ကနန်တို့တယောက်ကားနဲ့ပြန်မလာတော့အံ့ဩနေချပါတယ်။ဘရီကတော့သူ့ရဲ့တူးစတုတ်ဆိုင်ကလေးနဲ့တီတာကိုပြန်လိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့တီတာကခါတိုင်းရနေချနေရမှာပဲရက်ခိုင်းလိုက်ပါတယ်။ဘရီကတီတာနဲ့ရီးစားဖြစ်ခဲ့တာကြားပြီးဆိုပေမဲ့တီတာရဲ့အိမ်ကိုခုချိန်ထိမတည်သေးပါဘူး။သူ့အနေနဲ့လည်း တီးเสียရမလိုဘူးလို့ထင်တာလဲပါတာပေါ့ဘရိကမင်းကလေးကိုနှုတ်ဆက်ပြီးအဆောင်ပြန်သွားပါတယ်အဆောင်မှာတော့အီရဝန်တို့၃ယောက်ထိုင်နေကြတော့မှဖြစ်ပြီးအဆောင်ရှိမှကားရက်တန်ကြတော့ဇဝေဇဝါဖြစ်သွားကြပါတယ်နန်တို့ကအဆောင်ပြန်ရောက်လာပြီဆိုတော့နန်တို့ကကိုတယောက်ယောက်ပြန်လာပို့တယ်လို့ထင်နေကြပါတယ်ဒါပေမဲ့ပြန်ရောက်လာသူကနန်တို့ဖြစ်နေတော့မင်းသက်ပြီးစကားတော်မပြောနိုင်ကြတော့ပါဘူးနန်တို့ကတော့ဘာဖြစ်နေကြမှန်းမသိတဲ့တငယ်ချင်းတွေကိုဘာမှပြောမနေတော့ပဲသူ့အခန်းထဲဝင်သွားလိုက်ပါတယ် ကြံခဲ့တဲ့၃ယောက်ကတော့အခုပြန်ရောက်လာတာနန်ဒိုဆိုရင်စိုးစိုးကတယောက်ကဘသူလဲဆိုတဲ့မေးခွန်းများနဲ့အတူ၃ယောက်သာနန်ဒိုအခန်းစီတွားကြည့်လိုက်ကြပါတယ်။အဲ့ဒီအခါပုံမှန်အတိုင်းအဝတ်စားလဲနေတဲ့နန်ဒိုကိုသာတွေးလိုက်ရပါတယ်။နန်ဒိုကလည်းသူ့ကိုချောင်းနေကြတဲ့ကောင်တွေကိုတွေ့သွားပြီးမင်းတို့တွေဘာဖြစ်နေကြတာလဲ။မင်းတို့အပြုတ်မှုတွေကထူးဆန်းနေတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ပရီလဲအဆောင်ကိုပြန်ရောက်လာခဲ့ပါတယ်။အဆောင်ထဲမှာတော့ပကြီကားပေါ်နားနေတဲ့လက်ပြတကောင်ကလွဲပြီးဘာတူးချမှုမှမရှိပါဘူး။ ရိကသူ့အခန်းထဲဝင်အိတ်လိုက်ပါတယ်အခန်းထဲကဟာနေတဲ့ပြတင်းပေါက်ကနေလေအေးတွေဝင်နေပြီးပြတင်းပေါက်ကသူ့အလိုလိုတကားပိတ်သွားခဲ့ပါတယ်မနဲ့ရောက်တော့အီရဝင်နဲ့အဆက်တူနှစ်ယောက်ဟာခါတိုင်းစားနေကြရက်ွက်ထမင်းဆိုင်မှာမနဲ့စားစားနေကြတော့ရက်ွက်ခံဦးလေးကြီးတယောက်ကမင်းတို့အဲ့ဒီအဆောင်မှာနေတာကြာပြီလားနေထိုင်ရတာအဆင်ပြေလားလို့မေးတော့အဆက်ကအဆောင်ကဈေးသက်သာပြီးကျယ်ဝန်းတဲ့အကြောင်းပြန်ပြောခဲ့ပြီးအီရဝင်ကဘာလို့အဆောင်အကြောင်းမေးရတာလဲဆိုပြီးအဲ့ဒီဦးလေးကြီးကိုပြန်မေးလိုက်ချင်းရူရောက်လာပြီး ကျောင်းသွားချဖို့ပြောတော့စကားစပြတ်သွားပါတယ်ဘရီကတော့အခုမှနိုးလာပြီကျောင်းသွားဖို့စိုင်းခက်ဆက်နိုးချေညှိုးနေတဲ့တစ်ခွပင်လေးကိုတွေ့တော့ရေးသွားလောင်လိုက်ပါတယ်အဲ့ဒီနောက်ကျောင်းသွားပြီလက်တော်တလုံးနဲ့စာရေးနေချိန်ဣရဝန်တို့ရောက်လာပြီငါတို့အဆောင်ကထူးဆန်းနေတယ်ညကနန်တိုနဲ့တပုံစံနဲ့တူတဲ့လူသူ့အခန်းထဲကိုဝင်သွားတာတွေ့လိုက်တယ်ဒါပေမဲ့မကြခင်မှာပဲနန်တိုပြန်ရောက်လာခဲတယ်လို့ပြောလိုက်ကြပြီမင်းဘလို့ထင်လဲလို့မေးလိုက်ပါတယ်အဲ့ဒီအခါဘရီကငါထင်တာပြောရရင် မင်းတို့တွေထင်းအောင်ထင်းမှဖြစ်တာနေမယ်ဆိုတော့အီရွန်ကစိတ်ဆိုးသွားပြီးငါတို့အတီပြောနေတာမင်းဒီလိုသဘောထားနေရင်မင်းကိုမပြောတော့ဘူးဆိုကထွက်သွားကြပါတော့တယ်သူတို့အားလုံးအဆောင်မှမရှိကြတဲ့အချိန်မှာအဆောင်ပိုင်ရှင်ကလူတယောက်ခေါ်လာပြီးလွတ်နေတဲ့အခန်းကိုလိုက်ပြလိုက်ပါတယ်အသေးရောက်တဲ့ကျောင်းသားကအခန်းကိုမကြည့်ခင်အင်သာသွားကျင်နေဆိုလို့အင်သာရှိတဲ့ဘက်ကိုညွန်ပြလိုက်ပါတယ်လူတစ်ကတေးပေါက်ပြီးပြန်အထွက်ရေမလောင်းခဲ့လေတော့ဘိုးရန်ကရေဆွဲခလို့ဟာသူ့အလိုလိုနှိပ်သွားပြီးရေကျလာတော့အဲ့ဒီလူလည်းလန့်သွားပါတယ် ဲ့ဒီနောက်သူနေရမယ့်အခန်းကိုဝင်ကြည့်တော့တခါလုံးဖုံးတွေအပြည့်နဲ့ညစ်ပတ်နေပါလေအဆောင်ပိုင်းရှင်ကဒီတခါမဲ့ရှိတော့တာကြည့်ကြည့်ပါအောင်ဆိုတော့အခန်းတစ်လျှောက်ပတ်ကြည့်နေတော့မှန်တဲ့ကနေသပင်းဖားလာချထားတဲ့မိန်းမတစ်ယောက်ကိုတွေ့လိုက်ရလို့လက်ကြည့်တော့ဘသူမှရှိမနေခဲ့ပါဘူးဒါပေမဲ့အဲ့ဒီလူကကြောက်နေပြီဖြစ်လို့ကျွန်တော်ဒီကအခန်းတွေမငားတော့ဘူးဆိုကတောင်းပန်ပြီးထွက်သွားပါတော့တယ်နန်တို့တစ်ယောက်ကတော့ចောင်းစင်းချင် အဆောင်တွေတငယ်ချင်းတွေစီဖုံးဆက်ကြည့်တော့အားလုံးကညာ9နာရီလောက်မှပြန်ရောက်ကြမယ်ဆိုတော့နန်တို့လည်းတွင်တွေ့သွားပြီးသူ့ချစ်သူမိန်းကလေးကိုအဆောင်ကိုခေါ်လာခဲ့ပါတယ်။အဆောင်ရှိရောက်တော့အိတ်တလုံးလက်ဆောင်ပေးတဲ့အခါမိန်းကလေးလည်းပျော်ရွှင်သွားပါတယ်။အဲ့ဒီနောက်မိန်းကလေးကိုအဆောင်နဲ့အလဲခေါ်လိုက်ပြီးမိန်းကလေးအတွက်ကော်ဖီဖြော်ပေးဖို့မီးဖို့ချောင်းတွေဝင်သွားပါတယ်။ကြံခဲ့တဲ့မိန်းကလေးကအဆောင်အဲကန်းထဲမှာဟိုဒီကြည့်နေတော့လေသာဆောင်ကိုတက်တဲ့လေကားထိတ်မှာအမျိုးသမီးတစ်ယောက်ကိုတွေ့တာနဲ့ခေါင်းညိတ်ပြီးနှုတ်ဆက်လိုက်ပါတယ်။အဲ့ဒီနောက်လူမနေတဲ့အဆောင်ခန်းရှိမှာရက်နေတော့ ကော်ဖီရပြီဆိုတဲ့နန်တို့အတန်ကြားလို့လှဲ့ကြည့်လိုက်တော့ကော်ဖီကွက်ကင်ထားတဲ့လက်ပြက်ကြီးဖြစ်နေလို့လန့်သွားပြီးကော်ဖီကွက်လက်ကြခွဲသွားပါတယ်မိန်းကလေးလက်ကြောက်ကြောက်နဲ့အနောက်ဆိုရင်သပင်ဖားလားချထားတဲ့တရဲမကိုပါတွေးလိုက်ရတော့အဆောင်ရှိကိုအော်ပြေးပါတော့တယ်လက်ဆောင်ရထားတဲ့အိလေးကတော့ပြုတ်ကျကြံရစ်ခဲ့ပါတယ်နန်တို့လည်းဘာဖြစ်တာလဲမသိလို့ထွက်ကြည့်တော့ကားထဲမှာအရန်ကြောက်နေတဲ့သူကြီးစားကိုတွေးလိုက်ရပြီးဘာဖြစ်တာလဲမေးပေမဲ့မိန်းကလေးကဘာမှမပြောနိုင်ပဲသူမအိမ်ကိုသာပြန်လိုက်ပို့ပြီးပို့ ဆိုပြောနေတာနဲ့ပြန်ပို့ပေးလိုက်ရပါတယ်။နန်တို့တို့ထွက်သွားကြတော့အဆောင်တကားကသူ့အလိုလိုပိတ်သွားပါတယ်။အဆောင်ရှိကဗရီရေလောင်းထားတဲ့တစ်ခွပန်းလေးကတော့ပြန်လဲလန်းဆန်းလာပြီးဖြစ်ကမနက်ကအတိုင်းလိပ်ပြလေးတကောင်နားခုနေပါတယ်။ခဏအကြာမှာအီရဝန်တို့ပြန်ရောက်လာချပြီးရုကတော့မိုးချုံနေပြီမို့အဆောင်ထဲမဝင်တော့ပဲအိမ်ပြန်သွားပါတယ်။အဆောင်ထဲရောက်တော့ အောက်ကျနေတဲ့အိတ်လေးကိုတွေ့ပြီးတငယ်ချင်းနှစ်ယောက်အိတ်ကိုကြည့်ပြီးဘသူဟာလဲလို့တယောက်တစ်ပေါက်ခံမန်းနေကြပါတယ်။အဲ့ဒီနောက်အဆက်ကသူနားကျင်ပြီဆိုကအခန်းထဲအရင်ဝင်သွားပါတယ်။ဣရဝင်လဲငါမိဖို့ကြောင်းနဲ့သွားဦးမယ်ဆိုကထွက်သွားပါတယ်။မိဖို့ကြောင်းနဲ့ရောက်တော့ကြကွဲနေတဲ့ဖန်ခွက်ကိုတွေ့တော့ဒွန်းနစ်လက်ချက်လိုထင်းနေကပြင်းပောက်တွေလည်းပိတ်မထားတာမို့ပစက်ကနေပေါက်ပေါက်ဖောက်ရင်ပြင်းပောက်ကိုပြန်အပိတ်မှမှန်တဲ့ကနေသပင်းပါလာချထားတဲ့မိမတယောက်ရဲ့အရေးကိုတွေ့လိုက်ရပါတယ်။ အဲ့ဒါနဲ့လက်ကြည့်လိုက်တော့ဘသူမှရှိမနေပါဘူးအီရဝန်လည်းလန့်လာပြီးတငယ်ချင်းတွေရဲ့နာမည်ကိုခေါ်ကြည့်လိုက်ပါတယ်ဒါပေမဲ့ဘသူမှရှိမနေပဲကျောဘက်ကနေအတန်ကြားလိုက်ရလို့လက်ကြည့်တော့သပင်ဖားလာချထားတဲ့တရဲမောက်ကိုတွေ့လိုက်ရကမှင်သက်သွားပါတယ်အဲ့ဒီအချိန်မှာပဲတရဲမောက်ကသူ့စီအ мян ပြေးလာတော့လန့်ပြီးလဲကျသွားပါတယ်အီရဝန်တယောက်အယမ်းလန့်နေပြီးလဲရဲ့အနေအထားနဲ့ ဇပွဲကုံအောက်ကိုကြည့်ချီတော့ဘာမှရှိမနေပဲတရဲမကဇပွဲပေါ်တက်ပြီး၆လက်နဲ့အခါငေးတန်းပအောင်အော်ပြီးတက်သွားပါတယ်အဆက်လက်တငယ်ချင်းရဲ့အော်တန်ကြောင့်ရောက်လာတော့တက်နေတဲ့ဤရုံးကိုတွေးလိုက်ရပြီးတတိယအောင် ပြန်လှုပ်ပေးနေပါတယ်အဲ့ဒီအချိန်တွန်းနီဟာစိုင်းကတက်စီငါပြီးအဆောင်ပြန်ရောက်လာတော့မိဖို့ချောင်းထဲမှာအော်ဟစ်နေတဲ့အဆက်ကိုဘာတွေဖြစ်နေတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအခါအဆက်ကငါလည်းမသိဘူးအော်တန်ကြားလို့ထွက်လာတော့ဒီတိုင်းတွေးတာပဲဆိုတော့ဒူတီကဤရုံးကိုတစ်ချက်ကြည့်လိုက်တာ တရေပူခန့်ထားရတာနေမယ်ဖះစာရွတ်လိုက်လို့ပြောလိုက်ပါတယ်အဲ့ဒီအခါအဆက်ကငါဖះစာအစာဆုံးမရဘူးမင်းရွတ်လိုက်ပါဆိုတော့ဒုနိကသူလည်းဖះစာအစာဆုံးအလွတ်မရတာမို့ဘလို့လို့ရမလဲအကြံထုတ်လိုက်ပြီးအကြံတစ်ခုရသွားပါတယ်သူ့အကြံကတိတ်တော်မကောင်းလာပါဘူးဒုနိကသူ့ပေါင်းမိတဲ့လက်နိုက်ကငယ်ပါကိုအားရပါရပုတ်လိုက်ပြီးတရေပူခန့်ထားရတဲ့ဤရုံးကိုပုတ်ထားတဲ့လက်နဲ့ပါဇက်ကိုအုပ်လိုက်တော့ ဤရဝန်တယောက်ချက်ချင်းသတိပြန်ရလာပြီးပြို့နေပါတော့တယ်ဒွန်နီလည်းဘာပဲပြောပြောသူ့အကြံအလုပ်ဖြစ်သွားတာမို့ပျော်သွားပါတယ်ဤရဝန်ကတော့ရွံ့လို့မဆုံးတော့ပါဘူးမနေ့လင်းတော့အဆောင်ရှိမှတငယ်ချင်းတွေစုံကြတဲ့အခါဤရဝန်ကညကသူတွေ့ခဲ့ရတဲ့မိမပုံစံကသပင်းရှိရှိဝတ်စုံအဖြူရောင်နဲ့ဆိုတော့နန်တို့ကဝင်ပြီးတိုက်ဆိုင်လိုက်တာမင်းညကငါကောက်မလီတွေ့ခဲ့ရတာလေအဲ့ဒီအတိုင်းပဲဆိုတော့နန်တို့ကိုအဆောင်မှသူတို့မရှိချိန်မိကလေးခေါ်လာပြီးဘာလို့ခဲ့မှမသိတာမို့အဲ့ဒီတေးရဲမှရောက်လာတာမင်းကြောင့် မင်းမဟုတ်တာလှုပ်လို့ရောက်လာတာလို့ပြောလိုက်ကြပါရဲ့အဲ့ဒါနဲ့နန်းတို့ကသူ့ရေးစားကိုခေါ်လာတာမှန်ပေမဲ့မဟုတ်တာမလုပ်ခဲ့ဘူးလို့ညှင်းခုန်ကြရင်အဆက်နဲ့စကားများကြတာကြောင့်ဘရီကပဲဝင်ထိန်လိုက်ရပါတယ်အဲ့ဒီနောက်လူစုကွဲသွားကြပြီးဘရီကသူ့ရေးစားနဲ့စုံနေကြနေရကိုထွက်လာခဲ့ပါတယ်ဘရီရေးစားတိတက်ကတော့ရေကန်တစ်ဘေးမှာဘရီစီကလက်ဆောင်ရထားတဲ့ကရင်တင်လေးကိုတီးနေပါတယ်ဘရီရောက်လာတော့တိတက်ဘေးမှာဝင်ထိုင်ပြီးငါတို့တိခဲ့တာကြပြီးအခုတိမင်းအိမ်ကိုမတိရသေးဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအခါတိတက်က ကျမကိုဘယ်နေရာလာခေါ်ရမယ်ဘယ်နေရာပြန်ပို့ရမယ်ဆိုတာရှင်းသိတယ်ကျမနေတဲ့နေရာကိုသိဖို့ရှင်းမစိုးစားဘူးလားဆိုတော့မင်းစိတ်ဆိုးမှဆိုးလို့ပါနောက်ပြီးသူ့ကိုပြောဖို့အချိန်မတန်သေးဘူးလို့ထင်တာကြောင့်မှလို့ပြန်ပြောလိုက်ပါတယ်အဆောင်မှာတော့နန္ဒုကအဆောင်ပြောင်းဖို့အထုပ်အပိုးပြင်ပြီးဣရဝံကိုခေါ်နေပါတယ်ဣရဝံကအဆောင်ပြောင်းဖို့အလို့တကြီးမလုပ်ချင်တာနဲ့အင်တီတင်လုံနေတော့အဆက်ရောက်လာပြီးမင်းပြောင်းချင်ရင်ပြောင်းပါသူများတွေကိုဆွဲထည့်စရာမလိုဘူးလို့ဝင်ပြောရင်စကားများရန်ဖြစ်ကြတော့ရုနဲ့ဒိုနီတို့ရောက်လာပြီးဝင်ဆွဲလိုက်ကြကာ တမီးကြီးသားချင်းတွေ့နေသူဘရီစီဖုံးဆက်ပြီးလှမ်းခေါ်လိုက်ပါတယ်ဘရီလက်သူ့ကောက်မလေးတီတားကိုပါခေါ်ပြီးအဆောင်ကိုပြန်လာခဲ့ပါတယ်နန်တိုကတော့သူ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘဲအဆောင်ပြောင်းဖို့အထုပ်တွေကိုကားပေါ်တင်နေပါတယ်အဲ့ဒီအချိန်ဘရီနဲ့တီတားတို့ပြန်ရောက်လာကြတော့အီရဝင်းကတီတားကိုမြင်ပြီးဘရီကိုအဆောင်နဲ့အတင်းဆွဲခေါ်ကာမင်းခေါ်လာတဲ့မင်းကလေးကမင်းညကငါမြင်ခဲ့တဲ့တရေမနဲ့တူနေတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီတော့မင်းကောက်မလေးနဲ့ဘယ်မှာတွေ့ခဲ့ရတာလဲလို့ဝိုင်းမိကြတော့ဒီမှာပဲတွေ့တာလေသူ့ကောက်မလေးကဒီတီတားခံမဲဆိုတော့ ရှက်ကွက်ခံဖြစ်တဲ့ရုကဝင်ပြီးငါလဲဒီဒီသားခံမယ်လေမိကောင်မလေးကိုတခါမှမမြင်ဘူးဘူးလို့ပြောလိုက်ပါတယ်ဘရီကအီရဝန်လိန်ပြီးရှောက်ပြောနေတယ်လို့ထင်တော့အီရဝန်ကသူ့မျက်နှာကိုသူတိတယ်တော်ပြီနန်တိုနယ်ပဲလိုက်သွားတော့မယ်ဆိုကာအထုတ်ဆွဲပြီးအဆောင်ကနေထွက်သွားပါတော့တယ်တငယ်ချင်းတွေလည်းဘလို့တတာမရတော့ပဲနေရင်ထိုင်ရင်သူ့ချစ်သူမင်းကလေးကိုတရဲမနဲ့တူတယ်ပြောခံလိုက်ရတဲ့ဘရီလဲစိတ်ညစ်ပြီးပောက်ကွဲနေပါတော့တယ်အီရဝန်တယောက်နန်တိုနယ်အတူထွက်သွားတော့ သူ့ကိုကြည့်နေတဲ့တီတာကိုလန့်ပြီးမျက်နှာလွှဲထားလိုက်ပါတယ်။အဲ့ဒီအချိန်ရုကအဆောင်ရှိမှစောင့်နေတဲ့ဗရီကောင်မလေးကိုတတိယသွားပြီးသွားကြည့်ဖို့ဗရီကိုပြောလိုက်ပါတယ်။အဲ့ဒါနဲ့ဗရီလည်းအဆောင်ပြင်ထွက်ကြည့်တော့သူ့ကောင်မလေးကိုမတွေ့တာနဲ့ပြန်သွားပြီးထင်ပြီးအဆောင်ထဲပြန်ဝင်လာတော့တီတာကအဆောင်ထဲရောက်နေပြီးလူမနေတဲ့အခန်းရှိမှလက်ပြလေးကိုလက်ပေါ်တင်ပြီးပြန်တန်းခိုင်းလိုက်ပါတယ်။ဗရီလည်းတီတာနာသွားပြီးတငယ်ချင်းတွေကိစ္စကိုတောင်းပန်လိုက်ကသူတို့ကြောက်နေလို့ပါဒီအဆောင်မှာတရေချောက်တယ်လို့ပြောနေကြတယ်ဆိုတော့ တိတာက သူတို့ကဘလို့တရားမြင်ခဲ့ရတာလဲရှင်းတငယ်ချင်းတွေရဲ့စကားနဲ့အပြုတ်မှုတွေကိုထိမ့်ချုပ်တင်တယ်နေရာတိုင်းမှာသူစည်းမျဉ်းနဲ့သူရှိတယ်မမြင်နိုင်တဲ့အရာတွေတရှိနေနိုင်တယ်လို့ပြောလိုက်ပါတယ်နားမရှင်းလိုက်တဲ့ပရီကဘာကိုပြောတာလဲလို့မေးတော့လူသားတွေကသူတို့လုပ်ရက်တွေပေါ်လိုက်ပြီးလက်ခံရလိမ့်မယ်သူတို့အပေါ်ဖြစ်လာမာတွေအတွက်တခြားသူတွေကိုအပြစ်တင်လေးရှိတယ်ဆိုတဲ့ထူးဆန်းတဲ့စကားတွေကြောင့်ပရီလည်းသူ့ကောက်မလေးကိုအံ့ဩသွားပါတော့တယ်ဒူနီနဲ့အဆက်တူကတော့ရုကိုခေါ်ပြီးထမင်းဆိုင်ကိုသွားကအရင်တစ်ခါတော့က အဆောင်အကျောင်းစကားစားဖို့ခဲ့သူဦးလေးကြီးကိုတွားရှာကြတော့ထမင်းဆိုင်မှာမတွေ့တာနဲ့လိပ်စာတောင်းပြီးအိမ်လိုက်သွားကြပါရဲဦးလေးကြီးစီရောက်တော့အဆက်တွေ့ကိုတွေ့တာနဲ့မင်းတို့အဆောင်မှာအခုဘာတွေဖြစ်နေကြတာလဲလို့တမ်းမိခံလိုက်ရပါတယ်အဲ့ဒီအခါအဆက်ကဦးလေးတခုခုကိုတီးနေပုံပဲဆိုတော့မင်းတို့ရဲ့အပြုမူတွေနဲ့စကားတွေကိုထိန်းချုပ်ရမယ်လို့ဆိုကာမိန်းကလေးတီတာပြောခဲ့တဲ့စကားများအတိုင်းပြောလိုက်ပါတယ်အဲ့ဒီအခါအဆက်ကတွေ့လားငါတန်တရားဝင်တဲ့အတိုင်းနန်တို့ကြောင့်ဖြစ်ရတာလို့မှတ်ချက်ပြုပြီး ဦးလေးကြီးကိုနှုတ်ဆက်ကအဆောင်ပြန်သွားကြပါတော့တယ်အဆောင်ကိုပြန်ရောက်တော့ပုံမှန်ဆိုဒီအတိုင်းပဲဝင်နေကြဖြစ်ပြီးရက်ခွက်တွေကဦးလေးကြီးကအပြောအဆိုအပြုမှုစင်ကြင်ရမယ်လို့မှားလိုက်တဲ့အခါဝင်ခွင်တောင်းပြီးမှဝင်လိုက်ကြပါတယ်အဆောင်ထဲရောက်တော့ပရိထွက်လာပြီးကြောင်တောင်ဖြစ်နေကြတဲ့အဆက်တို့ကိုကြည့်ပြီးမင်းတို့ဘဲကပြန်လာကြတာလေလို့မေးလိုက်ပါတယ်အဲ့ဒီအခါထမင်းဆိုင်ကပြန်လာတာလို့ညာပြောလိုက်ပါတယ်ပရိလည်းဦးကြောင်ကြောင်လုံးနေတဲ့နှကောင်ကိုဘာမှပြောမနေတော့ပဲ သူ့အခန်းထဲပြန်ဝင်သွားပါတယ်အဆက်တို့နှစ်ယောက်ကတော့ရက်ခွက်တဲကဦးလေးကြီးပြောခဲ့တဲ့စကားတွေကိုပရိကိုပြောတဲ့မပြောတဲ့ချင်းချင်းပြီးမပြောဘဲထားလိုက်တာပိုကောင်းလိမ့်မယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်ပရိကတော့သူ့အခန်းထဲမှာလက်တော်တစ်လုံးနဲ့စာရေးနေရင်အဆောင်အခန်းထဲမှာလူရှိနေတယ်လို့ခန်းစားမိတာကြောင့်သူ့အခန်းထဲကနေထွက်ပြီးသွားကြည့်တော့ ထင်းတဲ့အတိုင်းပဲသပင်ဖားလာချထားတဲ့အမျိုးသမီးတယောက်ရှိနေပါတယ်။ဘရီကအဲ့ဒီအမျိုးသမီးနောက်ကိုဖြည်းဖြည်းချင်းတွားလိုက်တဲ့အခါချိုးပုံးကထမြည်လာပြီးစောစောကအမျိုးသမီးကတော့ပျောက်ွယ်သွားပါတယ်။ဘရီကဖုံးကန်လိုက်တော့အဆောင်ပန်းရှင်ဖြစ်နေပြီးနန်နိုနဲ့အီရွန်တို့အဆောင်ကထွက်သွားတဲ့ကိစ္စအကြောင်းလှမ်းမိနေတော့ဘရီကပဝန်းကျင်အစ်စ်မှနေချင်းလို့အဆောင်ပြောင်းသွားတယ်လို့ထင်ကြောင်းပြောလိုက်ပါတယ်။မနက်မှဘရီကသူ့ကောင်မလေးနဲ့တွားတွေ့ပြီးအမြဲတမ်းဝမ်းနည်းနေတယ်လို့ဖြစ်နေတဲ့တီတာအကြောင်းကိုသိချင်နေတဲ့အခါတီတာက ဒါကရှေလျားရှုပ်ထွေးတဲ့ဇလန်းဖြစ်ပြီးပြည်ပုံကားချခဲ့ပြီးမို့ပြန်ပြီးအစဖို့ရင်နာကျင်မှုတွေနဲ့ဒေါသတွေသာအဖက်တင်လိုက်မယ်ထားလိုက်ပါပရိဘာတွေဖြစ်ခဲ့လဲဆိုတာကျွန်မသိရင်ရပါပြီလို့ပြောလိုက်ပြီးနောက်သူမအကြောင်းတဲလွန်စာတချို့ပေးလိုက်တဲ့အခါဇလန်းအစကအဆောင်ထဲမှာရှိတဲ့လူမနေတဲ့အခန်းထဲကိုပရိတယောက်အစုံတစ်ခုကိုမှွေနှောက်ရှောက်ပွေနေတဲ့အခန်းကို ပြန်ရောက်သွားပါတော့တယ်ပရိရှာတွေ့ခဲ့တာတိတရဲ့ဓာတ်ပုံအေဗန်နဲ့ဒိုင်နာရီစာအုပ်လေးပါပဲပရိကဒိုင်နာရီကိုဖွင့်ပတ်လိုက်တော့ ဝမ်းနည်းစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတွေးလိုက်ရပါတယ်။သူမကကလေးအရင်ချစ်တဲ့သူတယောက်ဖြစ်ပေမဲ့သူမရဲ့အမျိုးသားနဲ့လက်ထပ်ခဲ့တာနှစ်တွေကြာပြီးတည်တိုင်ကိုဝင်မရခဲ့ပါဘူး။ဒီကြတဲ့ငွေကြေးအခက်အခဲတွေပါရင်ဆိုင်ရတဲ့အခါအမျိုးသားကဂျကာတာမြို့ကိုအလုသွားလို့ဖို့ဆုံးဖြတ်လိုက်တယ်။ဒီအင်ကြီးမှာအထီးကျန်စွာနေခဲ့ရတဲ့သူမဟာရက်ွက်တွေကကလေးတွေနဲ့မကြခဏကစားပြီးအချိန်တွေကိုကြော်လွန်ခဲ့ရတယ်။အမျိုးသားဖြစ်သူကဂျကာတာမှာအနေကြလာတော့သူမကိုဖောက်ပြန်လာခဲ့တယ်။ တရက်မှာဖုံးဝင်လာလို့ကိုင်းလိုက်တော့တဖက်လူကသူ့အမျိုးသားရဲ့နောင်မေးမှဖြစ်နေပြီးကိုဝင်6လတောင်ရှိနေပြီမို့မင်းရဲ့အမျိုးသားကိုလက်လွတ်လိုက်တော့သူ့မင်းကိုချစ်တော့မှမဟုတ်ဘူးလို့ဆိုလာခဲ့ပါတယ်တိတာကအယံဝန်းနဲ့သွားပြီးစောက်တီရမရဖြစ်နေတော့မှာပဲအင်းရှင်းမှာစပုတ်သမားရောက်လာပြီးစားတဆောင်လာပို့သွားပါတယ်စားအိတ်ကိုဖွင့်ဖက်ကြည့်တော့လက်ရှိနေနေတဲ့အိမ်ကြီးကိုဘာမှပေါင်ထားတဲ့စားချုံနဲ့အတူခင်မွန်းဖြစ်သူရဲ့ကွာရှင်းစားချုံဖြစ်နေပါတော့တယ်တိတာတယောက်ခင်မွန်းရဲ့စွပင့်ချင်ခံရတဲ့အဖြစ် နေစရာအိမ်မှာမရှိတော့တဲ့ဘဝရောက်သွားပြီမို့အယူတစ်ပိုင်းဖြစ်သွားကသူမလက်ကောက်ဝက်ကသွေးကြောကိုဖျက်တော့လိုက်ပြီးအဆုံးစီရင်သွားပါတော့တယ်။ဒါကတော့တီတာတစ်ဖြစ်လဲဟယ်လင်နာလို့ခေါ်တဲ့မိမတယောက်ရဲ့ဒါနာရီမှတ်တမ်းပဲဖြစ်ပါတယ်။ဒါနာရီကိုပရိဖတ်ပြီးချိန်မှာတော့မျက်နှာချက်ကမိသီးဟာကွဲထွက်သွားပြီးဒရေတကားတွေစောင့်ပိတ်သွားကမိဖို့ချောင်းတွေကပစ္စည်းတွေလည်း ကုန်ပြုတ်ကြကုန်ပါတယ်ဓားတွေလည်းလေးပေါ်ပြန်တက်လာပြီးဘရစ်စီကိုအရှင်ပြင်းစွာရောက်လာခဲ့ပေမဲ့ဘီရိုမာသာဆိုင်မိသွားပါတယ်အဲ့ဒီအချိန်မျက်နှာချင်းဆိုင်မှာသပင်ဖားလာချထားတဲ့တယမပေါ်လာတော့တီတာလို့လှမ်းခေါ်လိုက်ပါတယ်တယမကလေးသားဆောင်ပေါ်တက်သွားတော့ဘရီလည်းအနောက်ကအမြန်လိုက်သွားတဲ့အခါဘသူမှမရှိတော့ပါဘူးဘရစ်ချစ်သူတီတာကသူ့မရဲ့ဘဝမှန်ပေါ်သွားတော့ဘရီကိုထပ်မတွေ့တော့ပါဘူးဘရီတယောက်ကြေကွဲနေပါတယ်ခါတိုင်းစောင့်နေကြနေရမှာအချိန်အကြာကြီးစောင့်နေလေတီတာကပေါ်မလာတော့ပါဘူး ဘရီကသူတို့နှစ်ယောက်စုံနေကြရေကန်ကြီးနှပေးမှာအချိန်အကြာကြီးစောင့်နေပါတယ်။နေဝင်လို့မိုးချုပ်တိတိုင်မိုးရွာထဲမှာထိုင်စောင့်နေတော့တေးရဲမကတနာလာပြီးဘရီကိုလာတွေးတဲ့အခါဘရီကမင်းစီကခွင့်ပြုချက်မရပဲမင်းရဲ့ဒိုင်ရီကိုဖတ်မိခဲ့တဲ့အတွက်သူတောင်းပန်ပါတယ်လို့အရင်ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့အချစ်ကတော့ဘရော့မှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုကတေးရဲမကိုဖတ်လိုက်တဲ့အခါတေးရဲမလည်းပျောက်ကွယ်သွားပါတယ်။ဘရီတယောက်တေးရဲမနဲ့ပြန်လဲပြေးလဲသွားပြီးအဆောင်ကိုလေတချွန်ချွန်နဲ့ပြန်လာတော့အဆက်နဲ့ဒွန်နီတို့က ဘရီတယောက်ထူးဆန်းနေလို့ဒီအကြောင်းကိုအီရဝန်နဲ့နန်တို့ကိုပြောရမယ်ဆိုကဘရုကိုခေါ်ပြီးဘရုနဲ့ဒိုနီရိုနှစ်ယောက်ဆိုင်ကယ်နဲ့ထွက်လာကြပါတယ်။ဒါပေမဲ့သူတို့အပိုင်းတွေကနေမကျော်နိုင်ပဲဆိုင်ကယ်ကဒီနေရာပဲပြန်ပြန်ရောက်နေတော့နှစ်ကောင်းသားသတိထားမိပြီးလန့်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲသူကောင်းလေးပြန်တက်ပေးပါလားဆိုတဲ့မိမတယောက်ရဲ့အတန်ကြားလိုက်ရလို့အောက်ကိုငုံကြည့်တော့ခေါင်းပြက်ကြီးဖြစ်နေကလန့်ပြီးဆိုင်ကယ်ဘောကအစင်းမှာကိုပိုင်းကြီးကိုပါတွေးလိုက်ရတော့နှစ်ကောင်းသားဆိုင်ကယ်ကိုတော့မယူနိုင်ပဲတုတ်ချစ်တင်ပြေးပါတော့တယ်။ဘရုကပြေးနေတဲ့ ထူနီနဲ့လူစုကွဲသွားကဇရက်တစ်ခုမှဝင်နားနေတော့ကောင်းပြတ်တရရောက်လာပြန်တော့ထွက်ပြေးရပြန်ပါတယ်ဒွန်နီလည်းပြေးရင်းနဲ့ကောင်းပြတ်တရကိုတွေ့ခဲ့ရပါတယ်အဆက်ကတော့အဆောင်မှချန်ခဲ့ပြီးမိမတစ်ယောက်ရဲ့ငိုကြွေးတန်ချားလိုက်ရလို့တွားကြည့်နေချိန်ဖုံးဝင်လာတာမို့တွားကင်တဲ့အခါတပတ်လူကတီတာရှိလားဟဲလင်နာကိုပြောတာဆိုတော့အဲ့ဒီနာမည်နဲ့လူဒီအဆောင်မှမရှိချောင်းပြောတော့ရှိပါတယ်အဲခန်းထဲကဆိုဖာကုံပေါ်ထိုင်နေတာလေးဆိုတော့အဆက်ကလက်ကြည့်လိုက်ပါတယ်အဲ့ဒီအခါတရမနဲ့ပပင်းတိုးပြီး လုံးနေအောင်ထွက်ပြေးသွားပါတော့တယ်။အဲ့ဒီနောက်မှာတငယ်ချင်းတွေအားလုံးရုရဲ့အိမ်မှာစုံသွားကြပါတယ်။နန်တိုနဲ့အီရဝန်တို့ကလည်းအဆောင်ကနေထွက်ပြီးကလေးကရုရဲ့အိမ်မှာနေနေကြတာပဲဖြစ်ပါတယ်။နောက်ရက်မှာတော့အီရဝန်တို့တငယ်ချင်း၅ယောက်ဟာအဆောင်ကိုနတ်ဆရာတယောက်ပင့်လာပါတယ်။နတ်ဆရာကအဆောင်ရဲ့အခြေအနေကိုကြည့်ပြီးတရဲနေချင်းစတင်တော့မှမို့အဆောင်တကားတွေအကုန်ပိတ်ခိုင်းလိုက်ကစတင်နှင်ထုတ်ပါတော့တယ်။အဲ့ဒီအခါလူမရှိတဲ့အခန်းထဲကနေကရင်တင်တူရီးယားအတန်ထွက်ပေါ်လာတော့ ပူဇော်ထားတဲ့လင်ပန်းကိုအောက်ချပြီးခါကြကကျိန်လုံးကိုအသင့်ပြင်လိုက်ပါတယ်အဲ့ဒီနောက်ညာတန်ပေးပြီးအခန်းထဲဝင်တော့သူပဲအခန်းပြင်လွတ်ထွက်သွားပါတယ်။အဲ့ဒီအချိန်တင်အမကယုံလုံးထွက်ပြတော့အီရွန်တို့လည်းကြောက်လန့်တကြားနက်ဆရာကိုလှမ်းခေါ်လိုက်ပါတယ်။နက်ဆရာလည်းလဲရကနေပြန်ထပြီးတင်အမကိုချိန်လုံးနဲ့လိုက်ရိုက်တော့တစ်ချက်မှမထီပဲတင်အမကလဲပင်းညစ်ပြီးကင်ပေါက်လိုက်တဲ့အခါအဆောင်အပြင်ဘက်လွန့်ထွက်သွားပါတယ်။နက်ဆရာလည်းခွေးကြကြသွားတော့မှတော်တော်နဲ့ပြန်မထနိုင်တော့ပါဘူး။တင်အမကအီရွန်တို့ဘက်မျှဦးလှဲ့လာပါတယ်။ ဣရဝနကကြောက်နေကြပြီးတတိကောင်းတဲ့နန်တို့ကဒုံနဲ့ဝင်ရိုက်တော့အရာမရောက်ပဲတရဲမရဲ့လေဘင်းညစ်ချင်းခံလိုက်ရပါတယ်အဲ့ဒီအချိန်ပရိပြန်ရောက်လာတော့အဆောင်ရှိမှပုံကျနေတဲ့နတ်ဆရာကိုမြင်ပြီးဘာဖြစ်တာလဲမေးတော့နတ်ဆရာကမင်းတကင်ချင်းတွေအထဲမှလို့ပြောလိုက်တဲ့အခါပရိလည်းစိုးရိမ်သွားပြီးအဆောင်ထဲကိုအ мян ပြေးသွားလိုက်ပါတယ်အဲ့ဒီအခါနန်တို့ကိုလေဘင်းညစ်တက်နေတဲ့တရဲမကိုတွေ့တော့သူတို့ကငါတငယ်ချင်းတွေပါအဲ့ဒီလိုမလုပ်ပါနဲ့လို့လှမ်းပြောလိုက်ပါတယ်တရဲမကပြန်လွတ်ပေးလိုက်ပါတယ်ပရိကမင်းတို့တွေသူ့ကိုဘာလုံးနေကြတာလဲဆိုတော့ ဘရီ तू ကတရဲလေဒီနေရာကိုတန့်စင်နေတာလို့ဣရဝံက ဝင်ပြောလိုက်ပါတယ်အဲ့ဒီအခါ तू တရဲမန်းငါတည်တယ် तू ကကောင်းတဲ့တရဲပါမင်းတို့ကောင်းနေတာဒီအိမ်ထဲမှာသူ့ရဲ့ငြိမ်းချမ်းမှုတွေကိုအနှောက်အယှက်ပေးနေတာလို့ဘရီကဒေါသတကြီးပြောလိုက်ပါတယ်ရုကတော့အခြေအနေတိတ်မလာလို့ရက်ွက်တဲ့ကဦးလေးကြီးကိုတွားခေါ်ဖို့ထွက်သွားပါတယ်အဲ့ဒီနောက်ဘရီကတရဲမကိုငါကြိုတိနေပြီးဟန်ဆောင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်တကယ်တော့ငါကမင်းအကြောင်းကိုဇလန်းရေးကျင်လို့ဟန်ဆောင်ခဲ့တာပါဒါပေမဲ့မင်းက ူသားတွေကိုထိခိုက်စေမယ်အထူးသဖြင့်ငါတငယ်ချင်းတွေကိုထိခိုက်စေတာမျိုးကိုတော့ငါမလို့ချင်းမူတီတာလို့ပြောလိုက်ပါတယ်အဲ့ဒီအခါတယမကအစကတည်းကငါတိတယ်ပရိနင်းတစ်ချိန်လုံးလင်းညာဟန်ဆောင်နေတာတွေကိုလည်းငါတိတယ်နင်းပါလို့လို့ဘယ်အချိန်ဘယ်နေရာမှာဖြစ်ဖြစ်နင်းရဲ့အနာမှာငါရှိနေခဲလို့ပဲလို့ပြောပြလိုက်တဲ့အခါပရိလည်းစိတ်မကောင်းဖြစ်သွားပြီးခွင့်လွတ်ပေးဖို့တောင်းပန်လိုက်ပါတယ်အဲ့ဒီအချိန်ရုနဲ့ဦးလေးကြီးလည်းရောက်လာကြပါပြီတယမကငါနင်းကိုခွင့်လွတ်ပါတယ်နောက်ပြီးဒီနေရာကနေငါအပိထွက်သွားတော့မယ်နောက်ဆုံးအနေနဲ့ ငါကိုဖတ်တာပေးပါလို့တောင်းဆိုတဲ့အခါဦးလေးကြီးကဝန်တားလိုက်ကဒါဟာထောင်ချောက်တစ်ခုဖြစ်နိုင်ပြီသူဖတ်တာကိုမင်းခံရမယ်ဆိုတဲ့အဓိပ္ပာယ်ကမင်းဝိညာဉ်ကိုတူယူဖို့ခွင့်ပြုလိုက်တာပဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့တီတာအပေါ်တကယ်ချစ်တဲ့ပရိကစကားတွေကိုဂယုမဆိုင်ပဲတရဲမကိုဖတ်လိုက်တဲ့အခါတရဲမဟာပျောက်ွယ်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့တီတာအကြောင်းရေးထားတဲ့စာအုပ်လေးကိုထုတ်ဝေခဲ့ပြီးအဆောင်ထဲမှာလည်းလိပ်ပြလေးတစ်ကောင်ပြန်တန်းနေရင် Rumor Tat Tat Story of Helena ဆိုတဲ့ဇာတ်လမ်းလေးဟာအဆုံးသက်သွားပါတော့တယ်ခမညာ ဒါကတော့တကယ်ဖြစ်ပျက်ခဲ့တဲ့တရဲမနဲ့ចောင်းသားလေးရဲ့ဖြစ်ရမှန်အချစ်ဇလန်းဖြစ်ပြီးဇလန်းလေးကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။